မြန်မာရုရှားကနေပြန်လာလို့ရှိရင်လည်းကျွန်တော်တို့ဒေါ်လာတွေတစ်ခွက်တည်းရမြန်မာတနင်္ဂနွေလုံးတိတ်နိုင်မယ်အနေအထားဒီရောက်အောင်လုပ်မယ်။တို့ရဲ့မဟာမိတ်တက်ကြီးကိုနိုင်ငံတကာကနေတရုံနဲ့အတိမတ်ပြုရအတိမတ်ပြုမှုရအောင်လုပ်မယ်ဆိုတဲ့နေမျိုးစဉ်။အဲ့ဒီနေမျိုးစဉ်ရုပ်တံဖိုင်ကိုတော့မှကျွန်မအရင်ရက်ကတည်တည်ဆာဆာမှတ်မှတ်ရရလေးတင်ပြထားတယ်။ဆိုတော့လက်ရှိမှာကျွန်မတို့နိုင်ငံတော်ဝန်ကြီးချုပ်ရုရှားကြီးစင်ကနေမြန်မာပြည်ပြန်ရောက်လာပြီးနေမျိုးစဉ်ပြောသလိုပဲတို့ရဲ့မဟာမိတ်တက်ကြီးကိုနိုင်ငံတကာကဘယ်နိုင်ငံကအတိမတ်ပြုလိုက်တယ်လဲ။ကျွန်မမေးချင်တယ်။ နေမျိုးတင်ပြောတယ်သူတို့တနိုင်ငံလုံးကိုသူတို့တင်နိုင်မယ်အနေထားဖြစ်ပြီးတော့တဲ့သူတို့တနိုင်ငံလုံးကိုအောင်လန်ထွင်းထူပြီးတော့စစ်တပ်ကတနိုင်ငံလုံးမှာအလံဖြူထောင်ရအောင်သူတို့လုပ်မယ်လို့ပြောတယ်အခုဘယ်နေရာတွေဘယ်မျိုးဘယ်ပါတွေကိုနေမျိုးစင်လူတွေတင်နိုင်လိုက်တယ်လေမြန်မာတနိုင်ငံလုံးအတိုင်းအတာမပြောနဲ့ဘူပြုတ်ကြကူလီနေမျိုးစင်သူကိုယ်တိုင်အချိန်ချနေတယ်ကြားတပြင်းနယ်လုံးကိုတော့သူတို့တင်နိုင်တဲ့အနေထားရောက်ပြီလားသူတို့ပြောတယ်မဟာမိတ်တကြီးဆိုတာကအခုသူတို့ညီတွန်ခံပြီးအသေးခံတိုက်ပြီး MNDA ပါတလား TLA လေးပါတလား AA ပါတလား KIA ပါတလား ဒါကျမရဲ့နိုင်ငံရေးအရာပထမဆုံးမေးခွန်းထုတ်ခြင်းဖြစ်ပါတယ်။ကျမကလူလူမေးတာမို့လို့လူလူပဲပြန်ပြေပါလို့ကျမရင်းရင်းကျေးကျေးနဲ့ပြောပါမယ်။နောက်တစ်ချက်အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ဘိုးကြီးနေမျိုးစဉ်ကိုနမဲတက်စိန်ခေါ်လိုက်တဲ့မပူတူရုတ်တန့်နဲ့အတူကိုကတ်မျိုးသားတို့ဤအိမ်ပြန်ခီးအတွက်ဝမ်းမြောက်ဂုဏ်ယူကြောင်းမန္တလေး PDF သုံးဝန်းလောက်ပေးပို့တဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးလိုက်ပါရစေ။ကိုကတ်မျိုးသားတို့ရဲ့ပြီးမြောက်ခဲ့ပြီဖြစ်တဲ့အိမ်ပြန်ခီးအတွက် အထူးဝမ်းမြောက်ဂုဏ်ယူတယ်လို့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ရဲ့36နှစ်မြောက်တပ်မတော်နေ့အခမ်းအနားကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတဝန်လွှာပေးပို့လိုက်ပါတယ်။တဝန်လွှာအတွင်း2018စစ်စင်ရေးကြီးကမြန်မာပြည်သူလူထုတရက်လုံးရဲ့အန်တီမမျှော်ရည်ချက်ဖြစ်တဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြင်းရေးအတွက်များစွာအထောက်အကူပြုပံ့ပိုးပေးနိုင်ခဲ့တာကြောင့်အထူးဂုဏ်ယူဝမ်းမြောက်ရတယ်လို့ဖော်ပြထားပါတယ်။ကိုကန့်တက်ရဲ့အဖွဲ့အစည်းခေါင်းဆောင်ကြီးတွေနဲ့တကွအဖွဲ့ဝင်တွေအားလုံး အထူးဒေတာအုပ်ချုပ်ရေးကော်မတီနဲ့အဖွဲ့ဝင်တွေအားလုံးကိုကန့်ပြည်သူအားလုံးနဲ့ကိုကန့်ဒေတာမှာမီတင်းနေထိုင်ကြတဲ့တိုင်းရင်းသားပြည်သူအားလုံးကိုစိတ်နှပါတာယာချမ်းမြေ့ဘေးကင်းလုံခြုံပါစေလို့လည်းဆိုပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးအနေနဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်အပါအဝင်မဟာမိတ်တော်လှန်ရေးအဖွဲ့ကြီးတွေနဲ့ ဟန်ချက်ညီပူပေါင်းလက်တွဲဆောင်ရွက်နိုင်ခဲ့ခြင်းအတွက်လည်းဂုံယူဝမ်းမြောက်တယ်လို့ဖော်ပြထားပါတယ်။မပြီးဆုံးသေးတဲ့တော်လန်ရေးခီးချမ်းရဲ့ရှေ့အနာဂတ်မှာလည်းနောင်တော်တိုင်းရင်းသားတော်လန်ရေးအဖွဲ့အစည်းကြီးဖြစ်တဲ့မြန်မာမျိုးသားဒီမိုကရက်တမဟာမိတ်တပ်မတော်နဲ့အနီးကပ်ပူပေါင်းလက်တွဲကဘုံရန်သူဖြစ်တဲ့စစ်အာဏာရှင်စနစ်ချုပ်ငင်းရေးဘုံပန်းတိုင်ဖြစ်တဲ့ Federal Democracy ပြည်တော်စုတည်ဆောက်နိုင်ရေးတို့အတွက်ဆက်လက်ချစ်တက်သွားမယ်လို့ဆိုပါတယ်။မင်္ဂလာပါမျိုးတွေ ကျွန်မမဟုတ်ဘူးတူမှာသေးပါရှင်ဒီနေ့နောက်25ခုနဲ့မတ်လ17ရက်နေ့ဖြစ်ပါတယ် USA ရဲ့လုပ်ငန်းစဉ်အကုန်လုံးကို83ရာခိုင်နှုန်းဖျက်ပိုက်လိုက်ပါပြီဒီသတင်းကိုအမေရိကန်နိုင်ငံရဲ့ယာယီဝန်ကြီးကိုရံကတရားဝင်ထုတ်ပေါ်ပြောဆိုလာတာဖြစ်တယ်နော်ဆိုတော့က USA ရဲ့လုံခြုံရေးအကောင်လုံးက83ရာခိုင်နှုန်းကိုဖျက်သိမ်းလိုက်ပြီမို့လို့နော်အာဒီ USA ကမိကန်လွှတ်တော်ကနေပြီးတော့အတိမဲ့ပြုပြီးထောက်ပံ့ပေးထားတာမို့လို့မိကန်တမန်တော်နဲ့ဖရန့်ကာတော်ဖျက်လို့မရပါဘူးဆိုပြီးတော့ကြောက်ကန်ကန်ပြီးတော့သူတို့ထမင်းငက်မဲ့ဂိမ်းကိုကြောက်ကန်ကန်ပြီးရင်းနေကြတဲ့ပြဖက်မိသားရင်းနဲ့နော်နိုင်ငံတကာရဲ့ထောက်ပံ့ကိုယူထားတဲ့ငွေဝဲကြော်နေအခုလောက်ဆိုလို့ရှိရင်တော့သူတို့လာတာမှမှိုင်နေတော့ပြီးလို့ကျွန်မထင်ပါတယ်နော်ဆိုတော့ကဒီလိုမျိုးခေါင်းစဉ်လှလာလေးတွေတက်မယ်လူခွေရေးလူသားချင်းစာနာမှုလို့ခေါင်းစဉ်လှလာလေးတွေတက်ပြီးတော့အဲ့ဒီအောက်ကနေပြီးတော့အဲ့ဒီခေါင်းစဉ်အောက်ကနေပြီးတော့ကျွန်မတို့ပြည်တွင်းရေးကိုကျွန်မတို့အာကျွန်မတို့ပြည်တွင်းရေးကိုလို့တို့လူငွေဆော့ဖက်နေမှုတွေကအတိုင်းအတာတစ်ခုတည်းရောကြသွားမှာဖြစ်ပါတယ် ဆိုတော့ဒါကပြမလို့အဲဒီငောက်တကူမြောင်ဝေးပြီးတာနောက်ခုကြတော့ကျွန်တော်လက်ရှိနိုင်ငံရေးစီရင်အခင်းချက်မှာတတိကြီးကြီးထားဖို့လိုအပ်တယ်တကယ်လို့များတတိတစ်ချက်လွတ်သွားလိုက်တာနဲ့တတိမုံမုံဂူမနေလာနဲ့အများအမိုက်ကဆလို့ပြတ်တမီလောင်တပါရယ်ပိတ်ကိုအန်နေကြီးရဲ့ကိစ္စတကူအဲ့ဒီကြောင့်များကျွန်မမျှဝေးပေးမယ်အာနောက်တစ်ခုကြတော့ကျွန်မကိုလာပြီးမိရရဲ့မိကုန်းတစ်ခုကိုကျွန်မပြန်ပြီးရောဖြည့်ပေးမယ်နောက်တစ်ခုကျွန်မကမိကုန်းတစ်ခုပြန်ပေးမယ်နောက်တစ်ခုကြတော့အာပြည့်ဖက်မိရရဲ့မှာခြေတားတဲ့တဲ့ပုံပေါ်မှာမူပြီးတော့အဲ့ဒီတတိရဲ့အခြေအနေကြောင့်တရားကိုကျွန်မကချုပ်ငုံသုံးပတ်ပေးမှာပေါ့နော်ဆိုတော့ဒီနေ့ကရောသမမိနိုင်ငံရေးအခြေအနေလို့ပဲပြောရမှာပေါ့နော်အခြေအနေကြောင့်ရလေးတွေက အကုန်လုံးခုနေနဲ့ဒီနေနဲ့နေကျော်တမဖွင့်နိုင်ငံကြီးအခြေအနေပေါ့ဆိုတော့ဒါမှလို့ကျွန်မနေကတစ်ခုမေးချင်တာကလက်ရှိမှာကျမတို့တချို့ကျမတို့နိုင်ငံတော်ဝန်ကြီးချုပ်ရရှာကြီးစင်ဗလာရုရှင်စင်ကနေပြန်ရောက်ပြီဆိုတော့မြန်မာပြည်ရဲ့ရှားကနေပြန်လာလို့ရှိရင်လည်းကျွန်တော်တို့တော်လိုင်းတက်ခွဲတွေကမြန်မာတနင်္ဂနွေလုံးတိတ်နိုင်မဲ့အနေအထားဒီရောက်အောင်လုပ်မယ်။တို့တို့ရဲ့မဟာမိတ်တက်ကြီးကိုနိုင်ငံတကာကနေတည်ယုံနဲ့အတိမတ်ပြုရအတိမတ်ပြုမှုရအောင်လုပ်မယ်ဆိုတဲ့နေမျိုးစဉ် အဲ့ဒီနေမျိုးစရာရုပ်တံဖိုင်ကိုတော့မှကျွန်မအရင်ရက်ကတေးတေးချာချာမှတ်မှတ်ရရလေးတင်ပေးထားတယ်ဆိုတော့လက်ရှိမှာကျွန်မတို့နိုင်ငံတော်ဝန်ကြီးချုပ်ရုရှားကီးစင်ကနေမြန်မာပြည်ပြောက်လာပြီးနေမျိုးစင်ပြောသလိုပဲသူတို့ရဲ့မဟာမိတ်တက်ကြီးကိုနိုင်ငံတကာကဘယ်နိုင်ငံကအသိမဲ့ပြုလိုက်တယ်လဲကျွန်မမေးချင်တယ်နေမျိုးစင်ပြောတယ်သူတို့ကတနိုင်ငံလုံးကိုသူတို့တင်နိုင်မဲ့အနေအထားဖြစ်ပြီးတော့သူတို့ကတနိုင်ငံလုံးကိုအောင်လန်ထွင်းထူပြီးတော့စစ်တပ်ကတနိုင်ငံလုံးမှာအလံဖြူထောင်ရအောင်သူတို့လုပ်မယ်လို့ပြောတယ်အခုဘယ်နေရာတွေဘယ်မျိုးဘယ်ပါတွေကိုနေမျိုးစင်လူတွေတင်နိုင်လိုက်တယ်လဲမြန်မာတိုင်းနဲ့လို့အတိုင်းတာမပြောနဲ့ဘူပြုတ်ကြကူလီနေမျိုးစင်သူကိုယ်တိုင်အချိန်ချနေတယ်တရားတပြည်နယ်လုံးကိုတော့သူတို့တင်နိုင်တဲ့အနေအထားရောက်ပြီလား သူတို့ပြောတဲ့မဟာမိတ်တကြီးဆိုတာကအခုသူတို့ကြီးကြုံခံပြီးအသေးခံတိုက်ပြီး MNDA ပါတလား TLN လေးပါတလား AA ပါတလား KIA ပါတလားဒါကျမရဲ့နိုင်ငံရေးအရာပထမဆုံးမေးဖို့ထုတ်ခြင်းဖြစ်ပါတယ်။ကျမကလူလူမေးတာမို့လို့လူလူပဲပြန်ပြေပါလို့ကျမရင်းရင်းကျေးကျေးနဲ့ပြောပါမယ်။နောက်တစ်ချက်ကတော့ပုပ်ကလေးကအကြောင်းလေးမှာစီရီယံဝန်ထမ်းကြီးအလို့ဝင်ဖို့အင်မတန်ခက်ခဲလာပါတယ်ဆိုတဲ့ကောင်းစဉ်နဲ့ TVB သတင်းဌာနမှာအသေးသားဖော်ပြထားတာရှိတယ်။ဆိုတော့စီရီယံဆိုတဲ့ကောင်းစဉ်လာလာလေးအောက်မှာကျမတို့နိုင်ငံကိုဖျို့ဖျဲဖြစ်သွားအောင်ဆိုရရဲ့အုပ်ချုပ်မှုရန်တရားတွေရပ်တန့်သွားအောင်ကလင်းတကယ်ရေးပညာရေးတင်ကြားမှုတွေနှောင့်နှေးသွားအောင် မိဘပြည်သူတွေကျမရေးဝန်ဆောင်မှုစောင့်ရှောက်မှုတွေနှောင့်နှေးသွားအောင်နိုင်ငံတော်ကိုပြည့်စည်ရပြည့်စည်တောင်းနိုင်ငံတော်သစ္စာဖောက်ခဲ့ရဘူးသူတွေလေနော်ပုဂ္ဂလိကအကြောင်းတွေမှာစီဒီအန်နေအလို့ဝင်ဖို့ခက်ခဲလာရဲဆိုတော့ခင်ဗျားတို့ပထမဆုံးပြောတာကအန်နူဂျီကတရားဝင်အစိုးရဖြစ်မှာခင်ဗျားတို့ကတောင်းရင်ပြန်ထမ်းဆောင်မယ်အဲ့ဒီတချို့ဟိုလူတွေပြောကြတာရှိတယ်အခုတို့ရောကပေါ့နော်တနေ့ဆိုလို့ရှိရင်လည်းအဲ့ဒီတနေ့လုံးလာစားကိုပေါင်းပြီးတော့အန်နူဂျီကခင်ဗျားတို့ကိုပြန်ပေးမယ်နှစ်နေ့ဆိုလို့ရှိရင်လည်းတော်လန်ကြီးကနှစ်နေ့ကြာရင်နှစ်နေ့ရဲ့လာစားကိုအန်နူဂျီကပြန်ပေးမယ်လို့ခင်ဗျားတို့ပြောခဲ့တယ် ဆိုတော့အခုပုဂ္ဂလိကအကြောင်းဒီမှာစီဒီအန်ကြီးအလုံးဝင်ဖို့ခက်လာပြီဟုတ်တယ်မှန်တယ်စီဒီအန်ဆိုပြီးတော့နိုင်ငံတော်ကိုတစ္ဆာဖောက်ခဲ့လို့ဖြစ်တယ်အဲ့ဒီလိုမျိုးမင်းကောင်းခွာလိုက်ဖြစ်အောင်မင်းကောင်းခွာလိုက်ဖြစ်အောင်လမ်းမပေါ်ကိုတွန်းပို့ပြီးနိုင်ငံကြီးအယောင်သွေးတွေဆိုးပေးခဲ့တာဘယ်သူကြီးလဲနော်စီဒီအန်ဒီဘာကြောင့်ပုဂ္ဂလိကအကြောင်းဒီမှာအလုံးလို့ဖို့ခက်ခဲလာတယ်လေအဲ့ဒီမင်းဝန်ကိုပြန်ဖြေရရင်စီဒီအန်ဆိုပြီးတော့နိုင်ငံတော်နဲ့ပြည်သူကိုနိုင်ငံနဲ့ပြည်သူကိုတစ္ဆာဖောက်ခဲ့လို့ဖြစ်တယ်ဒါဟာကနားတို့ဒီနိုင်ငံတော်နဲ့ပြည်သူပေါ်မှာထားရှိရမယ့်တစ္ဆာတရားကိုဖောက်ဖျက်ခဲ့လို့အခုလိုမျိုးမြင်းကောင်းခွာလေးဘွားကိုရောက်သွားတာပဲ။ နော်ဆိုတော့ငါဒါက GPP တင်ရဌာနရဲ့ပြောဆိုမှုကိုကျွန်မနိုင်ငံရေးကပြန်လဲတုံ့တက်ပြီးပြန်လဲခြေပါချက်ဖြစ်တယ်ဆိုတော့ကျွန်မကအာကျွန်မကအာကျွန်မအရင်လေးကပေါ့နော်ကျွန်မပို့လေးတစ်ခုတင်ထားရယ်အာဟိုရှိလွန်ခဲ့တဲ့6လ6လောက်ကပေါ့နော်အာကျွန်မဆန္ဒပြပွဲတစ်ခုမှာကင်ထားတဲ့ဖနိုင်းလေးနဲ့ပုံလေးတင်ထားရယ်အဲ့ဒီမှာဆိုရင်ပြပအာကိုပစက်ရေးအလိုမရှိပေါ့နော်ဒီဆိုင်ပုံလေးကင်ထားတဲ့ခါကျတော့ဟာပြပအာကိုဆိုတော့ဘသူ့ကိုပြောရလဲလို့အာရရှာကိုအာကိုနေတယ်မရောက်လာလို့ပြောတာလားလို့တရုတ်ကိုအာကိုနေတယ်မရောက်လာလို့ပြောတာလားဆိုရင်မိကုန်းနေရှိကြတယ်အဲ့ဒီမိကုန်းတွေကိုကျွန်မပြန်ဖြေပေးမယ် ဒီပါအကိုပစိန်ရိုးဆိုတာကဒေါအောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုပြောတာ။ဘာကြောင့်ဒေါအောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုပြောရတယ်လဲဆိုရင်ဒေါအောင်ဆန်းစုကြည်ဒီနိုင်ငံသားသားကြံပြီး60ကျော်ကိုငှားပြီးတော့နိုင်ငံတော်ရဲ့အာဏာကိုနိုင်ငံသားသားတွေလက်ထက်ကိုဝါကွက်အပ်ခဲ့လို့ဖြစ်တယ်။ဘာကြောင့်ဒီစကားကိုပြောရတယ်လဲ။ဒေါစုကြည်နဲ့ NLD အတိုက်ခံပုံကရွေးကောက်ပွဲမဲဆွဲခြင်းကာလတော့ကကျမတို့နိုင်ငံရေးလုပ်တယ်ဆိုတာကပြည်သူကိုအားကိုးပြီးလုပ်တာပါ။ဖေနိုင်ငံသားသားဖေနိုင်ငံသားအစိုးရကမှအာကိုပြီးတော့လောက်တာမဟုတ်ပါဘူးလို့ထောင်အောင်ဆန်းစုကြည်တီရွေးကောက်ပွဲဂရီကူအနေနဲ့ပြည်သူကိုပေးခဲ့တယ် တကယ်တဲ့ပြည်သူကသူ့ရဲ့စကားကိုယုံကြည်ပြီးတော့အာဏာပေးလိုက်တဲ့အချိန်မှာနိုင်ငံသားအကြံပေးတွေကိုခေါ်ယူပြီးနိုင်ငံအရေးကိုဝင်ရောက်ဆုတ်ဖက်စေခဲ့တယ်။ဒါကြောင့်နိုင်ငံတော်တစ္ဆာဖောက်ဖြစ်တယ်။ ဒါကြောင့်ပြပအာကိုပစိန်ညူဆိုတာတော့ဥဆန်းစုကျင်တဲ့ NLD ပါတီကိုခေါ်ခြင်းဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကလည်းရှိကျွန်တော်နိုင်ငံရေးအခင်းကျင်းကာလတတိကြီးစွာရှိရတယ်တတိမရှိလို့ရှိရင်တစ်ချက်မှားလိုက်တာနဲ့တဘောကလုံးစွာပေးဆက်ရတဲ့အနေထားပြမလုံးဒီဖြစ်စဉ်တွေကဟိုရွှေပြောင်းမြန်မာလို့တမားရေပေါ့နော်ကျွန်တော်နိုင်ငံခြားခြားနိုင်ငံတွေမှာသွားပြီးအလုပ်လုပ်နေတဲ့ရွှေပြောင်းမြန်မာအလုပ်တမားတွေမှာကြုံရတယ်။ဥပမာထိုင်းကိုရောက်နေတဲ့မြန်မာနိုင်ငံသားအလုပ်တမားတွေရှိရယ်မလေးကိုရောက်နေတဲ့မြန်မာနိုင်ငံသားအလုပ်တမားတွေရှိရယ်စင်ကာပူဂျပန်ကိုရီးယားစသည်ဖြစ်ပေါ့နော်။အဲ့ဒီမှာသွားရပြီးလုပ်နေတဲ့အလုပ်တမားတွေရယ်ဘဏ်အကောင့်ကိုယူပြီးတော့မြန်မာပြည်ထဲမှာရှိရယ်တော်လိုင်းရေးအမိခံထားတဲ့အကြမ်းဖက်အဖွဲ့တွေကိုငွေကြေးထောက်ပံ့မှု ဒီအလုံးသမားဒီသူ့ရဲ့ရားရဲ့လားစာရဲ့9ပုံ6ပုံလောက်လာစာထက်90 60တာလောက်ပုံများပြီးတော့သူ့ရဲ့ဖန်ကောက်ကနေမြန်မာပြည်ရဲ့ဝင်ငွေတွေလွှဲနေတာအမှန်ကတော့ဒီဖစ်ပြောင်းမြန်မာအလုပ်သမားကအဲ့ဒီအကြောင်းရောက်မသိနော်ဒီအလုပ်ကိုင်းနေအေဂျင်စီကြီးဟောဒီပွဲစားကြီးဓာတ်ရိုက်ကပွဲစားနေတဲ့အလုပ်ရှင်တွေကနော်သူတို့ရဲ့ဖန်ကောက်တွေကိုခဏယူထားမယ်ဆိုယူထားလိုက်တယ်ပြီးလို့ရှိရင်အဲ့ဒီဖန်ကောက်တွေကိုအသုံးချပြီးတော့နော်တော်လိုင်းရဲ့အမိခံထားတဲ့အကြမ်းဖက်သမားတွေကိုငွေကြေးထောက်ပို့တယ်ဒါကြောင့်မို့လို့သူတို့ရဲ့ဖန်ကောက်တွေဆက်လိုက်တဲ့အခါမှာဒီအလုပ်သမားတွေဒီအကြမ်းဖက်သမားတွေကိုငွေကြေးထောက်ပံ့တဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ90ညနဲ့ညှိနှုံသွားကြတယ် ။ဒါကြောင့်မလို့တို့တွေရှားနိုင်ငံမှာအလုပ်ဆက်လုပ်ဖို့ဗီဇာတက်တန်တိုးတဲ့အခါအခက်အခဲကြီးဖြစ်တယ်။ဒါကပထမဆုံးပြည်ပမှာကြုံရတာ။အခုလက်ရှိပြည်တွင်းမှာကြုံရတာကဘာလဲဆိုတော့ကျမတို့ KB KB ဆက်အပေး KB ဆက်ပေးအကောင့်တွေကိုအယောင်းဝယ်လုပ်ကြတယ်တဲ့။ကျမလည်းအဲ့ကိစ္စကိုမသိဘူး။ခုတလုံးကမှကျမ Facebook မှာရှားကြည့်လိုက်တဲ့အခါကျတော့နော်ဂရုတွေဂရုတွေအများကြီးတွေ့ရတယ်။ KB အကောင့်ရောင်းဝယ်ရေးဆိုပြီးတော့ KB ကောင်းဆိုတာဒီမိမိအမှတ်ပုံတင်နဲ့မိမိရဲ့ကိုယ်ရေးချက်လက်နဲ့ဖွင့်ရတာမိမိအမျက်နှာကြီးနဲ့အဲ့ဒါကိုမှကိုကသူကရောကိုယ့်ရဲ့အမှတ်ပုံတင်နဲ့ကိုယ့်ရဲ့ အချက်လိုက်နဲ့ကေဘေးကောင်းခွင်တာလေဒါပေမဲ့ဒီအကောင်မတုံးဖြစ်ဘူးဒါပေမဲ့ကိုကပတ်စံလိုတဲ့ခါကျတော့ကေဘေးကောင်ရောင်းဝယ်ရေးဆိုပြီးဂရုတွေမြောင်များစွာရှိတယ်အဲ့ဒီမှာကေဘေးကောင်ဝယ်ချင်တဲ့လူတွေရောရောင်းချင်တဲ့လူတွေရောအများကြီးရှိတယ်တချို့ကဘူးမတိဘာမတိပဲနဲ့ပတ်စံရရင်ပြီးရောဆိုပြီးတော့နိုင်ငံရေးလည်းအများကြီးနားမလဲဘူးစစ်ရေးလည်းသူတို့အများကြီးနားမလဲဘူးသူတို့အဲ့လိုလည်းမတွေးတတ်ကြဘူးဒီကေဘေးကောင်ကိုကခွင်တာလေကိုကမတုံးဖြစ်ဘူးဒါကြောင့်မို့လို့ကေဘေးကောင်တစ်ခုကိုငွေ3000နဲ့ရောင်းလိုက်တယ်5000နဲ့ရောင်းလိုက်တယ်နော်အကောင့်တစ်ခုကို9000နဲ့တူရှောင်းလိုက်တယ်ဒါပေမဲ့သူ့ရှိရနေဝယ်သွားတဲ့လူတီအဲ့ဒီအကောင့်ကိုအတုံးချပြီးတော့လက်ရှိနိုင်ငံတော်ကနေအကြမ်းဖက်ဖြစ်ကြေညာထားတဲ့အခွင့်အရေးတွေကိုငွေကြေးထောက်ပံ့တဲ့အခါ ဒီအကြမ်းဖက်သမားတယောက်ကိုဖမ်းမိတယ်ထောက်ဖို့တယောက်ကိုဖမ်းမိတယ်ဆွေးလိုက်တဲ့အခါမှာသူ့ရွှဲလိုက်တဲ့ KV အကောင့်ဒီကိုအကောင့်ဖြစ်နေအဲ့ဒီအကောင့်လိုက်လိုက်တဲ့အခါမှာမှတ်ပုံတင်နံပါတ်နဲ့မျက်နှာဒီကိုရုပ်ကြီးပေါ်လာတယ်ဆိုတော့ကြားထဲကဘာမှသိညာမသိနေဘဝပြတ်ပြီးတော့90ညနဲ့တရားစွဲဆိုခံရမှုတွေကလက်ရှိနေမှာပြည်တွင်းထဲမှာဖြစ်လာတယ် 50ညနဲ့ပြည်မှုထင်ရှားလို့ရှိရင်1015နှစ်တိကြာမှန်ခံရတယ်။ဆိုတော့ကိုကိုရိုင်းကနိုင်ငံရေးလက်တည်အတိတ်ပြီးတော့အများကြီးနားမလဲဘူးအဲ့လောက်ထိလည်းမတွေးမိလိုက်ဘူး။ဟာကိုမကေးပေးကောင်းရှိတယ်ကိုကမတုံးဖြစ်ဘူးနော်။သူများကိုသွားပြီးထောက်ပံ့ဖို့နေနေတာသာအားလည်းရှိမှကိုစင်းလုံးကြီးကြီးမြင့်မှုတွေနေ့ရှင်ဟာလူနေမှုဘွားမြင့်တက်မှုတွေကြောင့်မိကိုရဲ့မိသားစုစားဝတ်နေရတာမနဲ့ရုန်းကန်နေရတယ်ဆိုပေမဲ့ကိုရဲ့အကောင့်ကိုဝယ်သွားတဲ့လူတီအလိုဟဲအုံစားလုပ်ပြီးတော့အဲ့ဒီ PDF မိခင်အမှုတီမိခင်လက်ရှိမှာနိုင်ငံတော်ကနေအကြံဖက်ဖြေကျင်ညာထားတဲ့အဖွဲ့အစည်းတွေကိုငွေကြေးထောက်ပံ့တဲ့အခါမှာကိုကတည်းကဖြစ်သွားတယ်။ဈာတဲ့ကဘူးမသိကိုမသိဘာမှမသိပဲနဲ့ခံလိုက်ရတယ်။အနေထားတွေက ်မြန်မာပြည်တွင်းထဲမှာစဖြစ်လာတယ်။ဒါကြောင့်မို့လို့အမိုက်ကစားပြီးတက်တက်မီးတောင်တက်ပါတယ်နော်။ခနာတို့လွယ်လွယ်ကူကူလေးမတို့ကြပါနဲ့။မိမိတို့ရဲ့ရှို့တွေကေးပေးကောင်းနေရှိရင်ဝိမန်နေကောင်းနေရှိရင်ငွေ3000 4000 5000ရောက်ဖို့အတွက်နဲ့ကိုဘဘကြီးကိုမရင်ကြပါနဲ့မရောင်းကြပါနဲ့။နော်။ကျွန်မအတိပေးကြပါရဲ့။နော်။ တကယ်လို့ညာဟာမဘူးရေကျွန်တော်ကတော့မသိလိုက်လို့ကွယ်ညီမလေးရမကတော့မသိလိုက်ဘူးအမရဲ့ KB အကောင့်အဲ့ဒီလိုမျိုးအကောင့်တစ်ခု account တစ်ခုမှာသူက level level 2ဆိုဘယ်လောက် level 1ဆိုဘယ်လောက် level 3ဆိုဘယ်လောက်ဆိုပြီးပတ်စံပို့ပေးပြီးဝယ်ကြရတယ်တဲ့ဆိုတော့ account တစ်ခု3000ရရဲ5000ရရဲ7000ရရဲပေါ့နော်အဲ့လိုမျိုးရောင်းလိုက်မိခဲ့တယ်ဆိုလို့ရှိရင်လည်းပဲလက်ရှိမှာချိုးတင်တင်ဆိုင်တဲ့အနေနဲ့အနည်းဆုံးတော့နော်ကျွန်တော်ဘယ်သူဒီကျမဘယ်သူဒီနော်ဖုန်းနံပါတ်ဘယ်လောက်ဘယ်လောက်မှတ်ဖို့တယ်ဘယ်လောက်ဘယ်လောက်ဒီကျွန်တော်ရဲ့ DKB account ဝေးမနေကောင်ကိုကျွန်တော်ဒီ ခြားစုံတယောက်အားရောင်းချမိခဲ့ပါသည်ဘယ်နည်းပဲရမှာရောင်းချမိခဲ့ပါသည်ဆိုတာလောက်ကိုတော့အနည်းဆုံးနိုင်ငံပိုင်သတင်းစာတွေမှာထည့်ပြီးတော့အကြေညာပြီးတော့အတိပေးလောက်ဖို့အတိပေးဖို့ဒါကိုပဲကကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်အဲ့ဒီလောက်မှကြိုတင်ပြင်ဆင်မထားဘူးဆိုရင်ကိုရှာနဲ့အကောင့်ဝင်သွားတဲ့လူတယောက်ကအဲ့ဒီလိုမျိုးစံဖက်သမားတွေထောက်ပံ့မယ်ဆိုရင်ခြားတဲ့ကနေပြီးတော့အလကားတက်တက်1015နှစ်ကြာရမှာကိုကိုယ်တိုင်ဖြစ်သွားလိမ့်မယ်နော်ဆိုတော့ကအတိတတိရှိကြပါ လက်လွတ်စပယ်နဲ့တပားသူကိုမယုံကြပါနဲ့နော်ဆိုတော့မိမိတို့ရဲ့ KB ကောင်နေဝိမန်နေကောင်နေရှိလို့ရှိရင်ဘသူကိုမှပြန်ပြီးတော့မယောင်းကြပါနဲ့ဒါဟာကိုယ့်တဘွားလုံးကိုထောင်ထဲမှာတည်းအယိုးဆွေးတဲ့ထီနေရလောက်တဲ့ထီပြမှုကြီးလင်းပါတယ်အကယ်လို့များ90ညနဲ့စုံစမ်းစစ်ဆေးလို့ဒီလူဟာဒီ PDF အမိခံအလုပ်ကြီးအမိခံဂျမ်ဖတ်သမားတွေကိုငွေကြေးထောက်ပံ့နေဆိုရက်တက်တေထောက်တာထင်ရှားလို့ရှိရင်ထောင်တန်း15နှစ်ထိကြာမှတ်ခံရအောင်လက်ထီပြစ်ဒဏ်ကြီးပါတယ်ဒါကြောင့်မို့လို့အမိုက်ကစားပြဆက်မိမလားအစားစားရတတိထားကြပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်